ားလုံးပဲမင်္ဂလာပါခင်ဗျာ Huawei Bar Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလီဝသနဲ့ဇလဝေဒါညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ9ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလီဝသခံမှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။အထူးမိုးလီဝသအနေနဲ့မုန်တိုင်းပြီးနောက်ဆုံးရရာသီဥတုအခြေအနေများနဲ့မုန်တိုင်းလက်ကျန်မိုးကြီးခြင်းကြောင့်မိရဲ့ကြီးခြင်းအန္တရာယ်သတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါတယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့ဒီကနေ့အော်တိုဘောလ9ရက်နေ့အတွက်မြန်မာနိုင်ငံတဝမ်းလုံးမိုးလေဝသခန့်မှန်းချက်များအရနေရအများစုမှာမိုးအနေငယ်မှာမိုးအထင်းထင်းရွာသွန်းနိုင်ခြေရှိပြီးအချို့ခရိုင်များမှာတော့မိုးပိုကြီးနိုင်တာကိုသတိပြုရပါမယ်။တိုင်းပြည်သားကြီးနဲ့ပြည်နယ်လိုက်ခန့်မှန်းချက်များအရမိုးပိုမိုးကြီးနိုင်တဲ့ခရိုင်များကတော့မန္တလေးတိုင်းမှာညောင်ဦးမိတ်တီလာရမဲသိမ်းခရိုင်တွေမှာနေရခွက်ချမိုးအနေငယ်မှာမိုးအထင်းထင်းရွာသွန်းနိုင်ပြီးနေရခွက်ချမှာမိုးအနေငယ်ကြီးနိုင်ပါတယ်။ကြံခရိုင်များကတော့တာရပါမယ်။ နေပြည်တော်မှာလည်းနေရာကွက်ကြားမိုးနဲ့ငယ်မှာမိုးအင့်တင့်ရွာနိုင်ပြီးနေရာကွက်ကြားမိုးနဲ့ငယ်ကြည်နိုင်ပါတယ်။နေရာဆိတ်ဆိတ်ရွာနိုင်တဲ့ခရိုင်များကတော့မကွေးတိုင်းရဲ့ချောင်းမြုံနယ်ခရိုင်မှာနေရာဆိတ်ဆိတ်မှာနေရာကွက်ကြားမိုးနဲ့ငယ်မှာမိုးအင့်တင့်ရွာနိုင်ပြီးနေရာကွက်ကြားမိုးနဲ့ငယ်ကြည်နိုင်ပါတယ်။မန္တလေးတိုင်းရဲ့မင်းဘူးမကွေးတရက်အွန်လိုင်းခရိုင်တွေမှာလည်းနေရာကွက်ကြားမိုးနဲ့ငယ်မှာမိုးအင့်တင့်ရွာသွန်းပြီးနေရာကွက်ကြားမိုးနဲ့ငယ်ကြည်နိုင်ပါတယ်။ အခြားမိုးရွာနိုင်တဲ့ဒေသများကတော့ချင်းပြည်နယ်ရဲ့ဖလန်းနဲ့ဟာခခရိုင်တွေမှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအထစ်တင်ရွာနိုင်ပြီးနေရာကွက်ကြားမိုးအနှဲငယ်ကြီးနိုင်ပါတယ်။ကြက်ခရိုင်များကတော့များသောအားဖြင့်တာယာနေပြီးနေရာတချို့မှာမိုးအနှဲငယ်ရွာနိုင်ပါတယ်။ရခိုင်ပြည်နယ်တစ်ခုလုံးမှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအထစ်တင်ရွာနိုင်ပြီးနေရာကွက်ကြားမိုးအနှဲငယ်ကြီးနိုင်ပါတယ်။အေရီတိုင်းမှာတော့မြန်အောင်ဖျာပုံလက်ပုတာခရိုင်တွေမှာနေရာကွက်ကြားမိုးအနှဲငယ်မှာမိုးအထစ်တင်ရွာသွန်းနိုင်ပြီးနေရာကွက်ကြားမိုးအနှဲငယ်ကြီးနိုင်ပါတယ်။ကြက်ခရိုင်များကတော့များသောအားဖြင့်တာယာပါမယ်။ ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးမှာတော့နေရာကွက်ကြမိုးနိုင်ငံမှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာကွက်ကြမိုးနိုင်ငံကြီးနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးရဲ့ပြည်တောင်ကိုပဲခူးညောင်လေးပင်ခရိုင်တွေမှာနေရာကွက်ကြမိုးနိုင်ငံမှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာကွက်ကြမိုးနိုင်ငံကြီးနိုင်ပါတယ်။ကင်းပြည်နယ်မိုးပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာတော့ကင်းပြည်နယ်မှာရှိတဲ့ခရိုင်အားလုံးတန်တောင်ကြီးဖပုံဖအံကြာအင်းစိတ်ကြီးကော့ဂရိတ်မြဝတီတို့မှာနေရာကွက်ကြမိုးနိုင်ငံမှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာကွက်ကြမိုးကြီးနိုင်ပါတယ်။မုံမြင်တယ်မှာရှိတဲ့ခိုင်များအားလုံး ကြိုက်သူသထုံမော်လမြရေးတို့မှာနေရာကွက်ချမိုးနေငယ်မှာမိုးတင့်တင့်ရွာနိုင်ပြီးနေရာကွက်ချမိုးကြီးနိုင်ပါတယ်။တနင်္လာရီတိုင်းဒေသကြီးတစ်ခုလုံးမှာနေရာကွက်ချမိုးနေငယ်မှာမိုးတင့်တင့်ရွာနိုင်ပြီးနေရာအချို့မှာမိုးနေငယ်ကြီးနိုင်ပါတယ်။ရှမ်းပြည်နယ်မှာတော့ရှမ်းတောင်ကလောနဲ့တောင်ကြီးခရိုင်တွေမှာနေရာကွက်ချမိုးနေငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးနေရာကွက်ချမိုးနေငယ်ကြီးနိုင်ပါတယ်။ကြံခရိုင်များကတော့အချို့နေရာမှာမိုးနေငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပါတယ်။ရှမ်းအရှေ့မှာတော့ မိုင်ယံမိုင်လာကျိုင်းတုံမိုင်အောင်တာချီလိတ်ခံတွေမှာနေရာခွကြမိုးအနေငယ်မှာမိုးအသင့်တင်ရွာသွန်းနိုင်ပြီးနေရာခွကြမိုးကြီးနိုင်ပါတယ်။ရာသီဥတုတာယာနိုင်တဲ့ဒေသတွေကတော့ကချင်ပြည်နယ်စကိုင်းတိုင်းရှမ်းမြောက်တို့မှာများသောအဖြစ်တာယာမှာဖြစ်ပြီးနေရာတချို့မှာသာမိုးအနေငယ်မှာမိုးအသင့်တင်ရွာနိုင်ခြေရှိပါတယ်။ကိသောလာသူများနဲ့ဒေသခံပြည်သူများအနေနဲ့မိမိတို့ဒေသရဲ့မိုးလေဝသအခြေအနေကိုသတိပြုပြီးကြိုတင်ပြင်ဆင်ထားတဲ့ကြောင်းတရေထုတ်ပြန်လိုက်ရပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမိုးစလာမှာနောက်ဆုံးထုတ်ပြန်ထားတဲ့တိုင်ဖွန်းမုန်တိုင်းမမိုးရဲ့အခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာမနေ့ကမြန်မာစံတော်ချိန်16:30နာရီ30အချိန်တိုင်းထွာချက်များအရဗီယက်နမ်နိုင်ငံမြောက်ပိုင်းကိုဖျက်ကျော်ခဲ့သောပူပိုင်းမုန်တိုင်းမမိုးဟာအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဆက်လက်ဖျက်ကျော်လျက်ရှိပါတယ်အဆိုပါပူပိုင်းမုန်တိုင်းမမိုးဟာအနောက်ဘက်သို့ရွေ့ရှားနိုင်ပြီးဗီယက်နမ်နိုင်ငံနဲ့တရုတ်နိုင်ငံတောင်ပိုင်းယူနန်ပြည်နယ်နယ်ဆက်ဒေသတို့ကို ယနေ့ညပိုင်းမှာကုန်းတွင်းမုန်တိုင်းငယ်အဖြစ်အာရုံသွားနိုင်ကတရုတ်နိုင်ငံတောင်ပိုင်းယူနိုက်ပြည်နယ်ကိုဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။ဆက်လက်ပြီးတိုင်ဖွန်းမုန်တိုင်းမန်မိုဟာခန့်မှန်းထားတဲ့အတိုင်းအားကောင်းလာပြီးလက်ရှိအခြေအနေမှာ CAT2 တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။ဆက်လက်ပြီးမိုးစလာမှနောက်ဆုံးထုတ်ပြန်ထားတဲ့တိုင်ဖွန်းမုန်တိုင်းမန်မိုရဲ့အခြေအနေများကိုတင်ပြပေးပါမယ်။မနေ့ကမြန်မာစံတော်ချိန်18:30နာရီ30အချိန်တိုင်းထွာချက်များအရဗီယက်နမ်နိုင်ငံမြောက်ပိုင်းဒေသများကိုဖြတ်ကျော်ခဲ့သောအပူပိုင်းမုန်တိုင်းမန်မိုဟာ အနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ပြီးဆက်လက်ဖြစ်ကျော်လျက်ရှိပါတယ်။အဆိုပါဘူပိုင်းမုံတိုင်းမမုံဟာအနောက်နောက်ဘက်သို့ရွေ့ရှားနိုင်ပြီးဗီယက်နမ်နိုင်ငံနဲ့တရုတ်နိုင်ငံတောင်ပိုင်းယူနက်ပြည်နယ်နယ်စပ်တို့ကိုမနေ့ကညပိုင်းမှာကုန်းတွင်းမုံတိုင်းငယ်အဖြစ်အာရော့သွားနိုင်ကတရုတ်နိုင်ငံတောင်ပိုင်းယူနက်ပြည်နယ်ကိုဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းထားပါတယ်။ဆက်လက်ပြီးဘိုတိထန်သာရွာသွင်းခြင်းများကြောင့်မြင်းရေရှမ်းခြင်းအချင်းဒီသတိပေးချက်များနဲ့မြင်းရေချိန်များကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ယနေ့9ရက်10လ2025ရက်နေ့ နက်နက်6နာရီခွဲချိန်တိုင်းထွာချက်အရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေဟာမနေ့ကညနေကနေ7နာရီအတွင်းလေးလံမကန်ထက်ကြတော့ပါရမြေကြီးနားမြေရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့34.3ဒီဂရီဆယ်စီယံနဲ့ယနေ့အနေဆုံးပူချိန်ကတော့18.2ဒီဂရီဆယ်စီယံပဲဖြစ်ပါရခင်ဗျာမြေကြီးနားမြေဟာစိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်690စင်တီမီတာ22ဘေးခွဲကျော်ကအလိုမှာရောက်ရှိနေပါတယ် မြေအတက်ကြပုံမှန်အနေထားကမှရှိပါမယ်ထူးကပ်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာအေရီမြေအထက်ပိုင်းမှာမိုးအားအသင့်နဲ့ရှိပါမယ်ရန်ဖန်ရန်ခါအေရီမြေစုံအထက်ပိုင်းမှာနေရာကွက်ရီမိုးသီးထန်စွာရောက်သုံးခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအကြံဉာဏ်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်သံဃာရဲဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောက်ပိုင်းစွန်းဒေသများနဲ့အေရီမြေအထက်ပိုင်းမေခနဲ့မလီခမြဝန်းဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနေငယ်ရှိနေပါမယ် ဧရာဝတီမြို့တစ်ချောင်းနဲ့ချင်းရွှေမြို့တစ်ချောင်းမြေကန်းဒီမြင်းနှိတ်ဒေသများနဲ့မြေတူကျွန်းများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများဧရာဝတီမြကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာဆက်လက်ပြီးချင်းရွှေမြို့ရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခန်းဒီမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းလေးလက်မကန်ထက်ကျသွားပါတယ်မုံရောင်မြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းလေးလက်မကန်ထက်ကျသွားပါတယ်ချင်းရွှေမြို့အထက်ပိုင်းမှာလက်တလုံးမိုးဝအနှိမ့်ငယ်သာရှိနေပါတယ် ။ချင်းရွံ့မြင့်၏အတက်ကြပုံမှန်အနေထားကမှရှိနေပါမယ်။ထူးကဲမြင့်၏ကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းဒီဟုံးမလင်းဖောင်းပြင်းတဲ့မော်လိုက်မျိုးတို့ရဲ့မြင့်၏များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ကလေးဝမြင့်၏အနှဲငယ်ထက်တက်နိုင်ပြီးယနေ့ညနေပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။မေခင်ကဏီနဲ့မုံရမျိုးတို့ရဲ့မြင့်၏များဟာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ရောင်ရည်မြည့်အချင်းတွေကတော့ဗမော်ရွှေကူနဲ့ကတာမျိုးတွေရဲ့မြည့်ရင်များဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။တိကျမြည့်ဖြည်းဖြည်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။မနေ့ဖန်မနေ့ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ ။တပိတ်ချင်းမြေဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။မန္တလေးမြေဖြည်းဖြည်းချင်းဆက်တက်နေပါအောင်မယ်။ယနေ့ရနေပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းညမှာမြေချင်းနှမ်းမြေရောက်ရှိလာနိုင်ပြီးမြေအတက်မြန်လာနိုင်ပါတယ်။စကိုင်းမြေဟာဖြည်းဖြည်းချင်းဆက်ကျနေအောင်မှာဖြစ်ပါတယ်။ယနေ့ညနေပိုင်းနဲ့မနေ့ဖြန်မနေ့ပိုင်းမှာမြေချင်းနှမ်းမြေရောက်ရှိလာနိုင်ပြီးမြေအတက်မြန်လာနိုင်ပါတယ်။မြေမှုပခုတ်ကူညောင်ဦးမျိုးတို့ရဲ့မြေရည်များဟာဖြည်းဖြည်းချင်းဆက်တက်နေအောင်မှာဖြစ်ပါတယ်။ချောင်းမြွေမြေရည်တက်ကြမရှိရပ်တက်နေပြီးယနေ့ညနေပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ ေဘူးမကွေးအောင်လံပြည်စိတ်သာဟင်းဒရာနဲ့ဇလုံမျိုးတွေရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ARI မြေကြီးမြင့်တက်မှုကို24နာရီစောက်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးအော်တိုဘာလ10ရက်နေ့သကောင်ရန်အထိနေရာကွက်ပြီးမိုးကြီးနိုင်တဲ့ဒေသများကိုပြော့ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကချင်ပြည်နယ်ခါကာပိုရာစီပူတာအိုပန်နန်တင်အင်ဂျင်ရန်မြစ်စုံမြစ်ကြီးနားဝိုင်းမုံမိုးကောင်းကာမိုင်း ဟိုပင်တာလောကြီးစင်ဘူမြို့သစ်ဗမော်ရွှေကူမြို့လှနဲ့ကတာမြို့နယ်များရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ကုံချမ်းကုတ်ခိုင်ဟိုပန်ပန်လုံးနာဟွီမိုင်တွန်မိုင်မော်တန်ရဲမိုင်းရဲတီဘောနဲ့နတ်လန်ဒေတာများရှမ်းပြည်နယ်အစီပိုင်းမှာတော့မာယောင်မိုင်းဖြတ်တာလီနဲ့ဒါချီလိတ်ဒေတာများပေါ်ပြပါမိုးကြီးနိုင်တဲ့ဒေတာများမှာလွဲ၍ရေပုံပေါ်မှာအစိမ်းရောင်ပြသထားတဲ့ကြံဒေတာများမှာလည်းမိုးသီးထန်စွာရွာသွန်းခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ AR ရန်ကုန်ဘကိုးကရင်နဲ့ မိုးပြင်းနယ်များမှာလည်းမိုးသည့်ထန်နိုင်ပါတယ်။ဤခမန်းချန်ဟာအော်တိုဝါလာရှိရနေညသကောင်းရံအထိတရက်စာမိုးလေဝသအခြေအနေသာဖြစ်ပါတယ်။ရင်းနောက်တွင်လည်းနောက်ထပ်နှစ်ပတ်ခန့်ဆက်လက်၍မိုးရွာသွန်းနိုင်ခြေရှိပါသဖြင့်နောက်ဆုံးအခြေအနေများကိုဆက်လက်စောင့်ကြည့်သင့်ပါတယ်ခင်ဗျာ။တို့ဖြစ်ပါ၍မိုးကြီးနိုင်တဲ့ဒေတာများနဲ့မိုးသည့်ထန်နိုင်တဲ့ဒေတာများမှာရေကြီးရှည်ရှည်မှုများဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန်လိုအပ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလဝေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့မိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာ။ ဘင်္ဂလားပင်လယ်အော်ခြေနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားအနည်းငယ်မှာအားတည်တည်ရှိနေပါတယ်။မနက်ဖြန်မိုးတဲ့ချိန်ထိခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအောက်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကျဲကျဲနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံ့ပြားမိုးထစ်ချုံရွာပြီးမကွေးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာ နေရာကွက်ရီမူကြည့်နိုင်ပါတယ်ရွာရံရာနှုန်းပြေဖြစ်ပါတယ်ခင်ဗျာဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်내မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာနေပြည်တော်မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်အကိုးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။ဟောမလင်းမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။ ပသိမ်မြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရောက်ပါမယ်။တဝယ်မြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရောက်ပါမယ်။မြေကြီးနားမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရောက်ပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။ဖန်အံမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရောက်ပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။မော်လမြိုင်မြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရောက်ပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။လာရှိုးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရောက်ပါမယ်။တောင်ကြီးမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရောက်ပါမယ်။ကျိုင်းတုံမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရောက်သုံးပါမယ်ခင်ဗျာ။ ဥတည်တော်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းအေရော်ရီတိုင်းဒေသကြီးချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အစီပိုင်းတို့မှာဥတည်တော်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တော်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းကျွန်းတဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။ မြန်မာပင်လယ်မြန်မာလှိုင်းသစ်နဲ့ရှိပါမယ်။လှိုင်းမြန်မာမြန်မာကမ်းရိုးတန်းတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာ၆ပေမှ၈ပေကရှိနိုင်ပါတယ်။နောက်နေ့အတွက်ခမ်းမန်းချက်ကတော့ရှမ်းပြည်နယ်မှာမိုးပူလာနိုင်ပါတယ်ခင်ဗျာ။နေပြည်တော်နဲ့နေတွိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခမ်းမန်းချက်ကတော့နေရာကွက်ချာမိုးထစ်ချုံရောက်ပါမယ်။ရွာရံရံနှုံးပြဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတွိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခမ်းမန်းချက်ကတော့နေရာကွက်ချာမိုးထစ်ချုံရောက်ပါမယ်။ရွာရံရံနှုံးပြဖြစ်ပါတယ်။ဗန္ဒလင်းမြို့နယ်နေတွိုက်အတွက်မနေ့ပြန်မိုးတဲ့ချိန်ထိခမ်းမန်းချက်ကတော့နေရာကွက်ချာမိုးထစ်ချုံရောက်ပါမယ်။ကြော်ရရအောင်ပြဖြစ်ပါရခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားစမ်းမရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။